အားလုံးမင်္ဂလာပါ PK Smart Studio ရဲ့မှကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ပုံတစ်ခုတည်းကနေပြီးတော့မှအစာတွေပေါ့နော်ကျွန်တော်တို့ဘလို့မျိုး extract ပေါ့နော်ကျွန်တော်ဒီအဲဒီပုံထဲကစာတွေကိုကျွန်တော်တို့ဘလို့အပြင်ကိုထုတ်ပြီးတော့မှ copy ယူရမလဲဆိုတဲ့နီလန်းလေးကိုကျွန်တော်ကဒီ website လေးတစ်ခုကိုအသုံးပြုပြီးတော့မှပြသပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ OCR website လေးပေါ့နော်အဲအဲ့ဒီအဲအဲ့ဒီ website ကတော့ကျွန်တော်တို့ဒီ အဲ prepose.seo.com ပေါ့နော်အဲဒီ website လေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကဒီဒီ website ကြီးကဒီ OCR နီးပညာကိုအသုံးပြုထားတာပေါ့နော် OCR ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကအဲပြောရမယ်ဆိုလို့ရှိရင်ဒီ optical character recognition လို့ခေါ်တယ်ပေါ့နော်ဒီဒီဒီကဘာနီးပညာလဲဆိုတော့ပေါ့နော်စာအုပ်တွေအဲစာအုပ်တွေဒါမှမဟုတ်ဒီဒီပုံတွေတည်းရပေါ့နော်စာတွေကိုကျွန်တော်တို့ကဒီ အဲ edit လုပ်လို့ရတယ်ပေါ့နော် edit တွေပဲလုပ်လို့ရတယ် text အဖြစ်ပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးပြောင်းလို့ရတယ်လဲဆိုတာကိုဒီအဲပြောင်းပြောင်းလို့ရတယ်ကျွန်တော်တို့ကဒီစက်ရုပ်နီးပညာတစ်ခုပေါ့နော် okay ပါကျွန်တော်ပြောတာလည်းနည်းနည်းရှင်းသွားပြီဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်တို့ဒီ video ထဲမှာဆက်ပြီးတော့မှကြည့်ကြရအောင်ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ဒီအဲ chrome နဲ့ကိုအရင်သွားမယ်ပေါ့နော် Chrome နဲ့ကိုရောက်သွားရင်ကျွန်တော်တို့ကဒီဒီ website name လေးကိုရှာပြရှာလိုက်ပါတော့။ people.co.com ပါတော့။ โอเคဒီဒါတော့ကျွန်တော်ဒါဝင်ထားပြီးသားမလို့ပေါ့เนาะစမ်းဝင်ကြည့်ထားတာဆိုတော့ဒီဒါမျိုးပေါ်တော့မိစုတာဒါမျိုးပေါ်မှာမဟုတ်ပါဘူးသူလမ်းညွန်တဲ့အတိုင်းလေးပြီးတော့လိုက်လိုက်သွားလိုက်ပေါ့เนาะအဲ့ကျအဲအဲ့ခါကြဒီနေရာလေးဒီနေရာဒီနေရာလေးထိရောက်အောင်သွားလိုက်ပေါ့เนาะဒီမှာဆိုလို့ရှိရင်ဒီလှုပ်လို့ရတာဒီအများကြီးရှိရယ်เนาะဒီ article တွေ rewrite လုပ်လို့ရတာရှိတယ် text summarizer တွေရှိတယ်ပေါ့เนาะအများကြီးပဲပေါ့เนาะကျွန်တော်ဒီထဲမှာကျွန်တော်ဒီအဲ image တွေကဒီ text စာတွေကိုပေါ့เนาะကျွန်တော်ဘယ်လိုမျိုးထုတ်ရမလဲဆိုတာဟိုဒီဒီ video မှာတော့အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်က အဲ highlight အနေနဲ့ပြောပြပေးသွားမှာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒီ image to text ဆိုတာလေးပေါ့နော်အဲ့ဒီကောင်လေးကိုဒီချင်းနှိပ်လိုက်ပါပြန်ရင်ကျွန်တော်တို့ကဒီ browse file ပေါ့နော်အဲ့ဒီကောင်လေးကိုဒီချက်နှိပ်လိုက်ဒါအရကျွန်တော်တို့ထုတ်ချင်တဲ့အဲပုံကိုရွေးလိုက်ပေါ့နော်ဒီနေရာရောက်လို့ရှိရင်တော့နော် ကျွန်တော်ဒီပုံတစ်ခုကိုရွေးလိုက်မယ် Okay ရွေးပြီးသွားစီလို့ရှိရင်ကျွန်တော်တို့ကလော်လော်လေးပါဒီ extra text ဆိုတာလေးပေါ့နော်အဲဒီကောင်လေးကိုစက်ပြီးနှိပ်လိုက်ပါဒါကတော့ဒီကျွန်တော်တို့ဒီလူလားဆက်ယူလားဆိုတော့ဒါဒီသူက verify လုပ်ခိုင်းတာပေါ့နော်အဲ့ကဒီ၄000ကွက်ကလေးတွေကိုမန်ဂျစ်ချပေးလိုက်ပေါ့နော်ဒါဆိုလို့ရှင်ရပါပြီโอเคဒါဆိုလို့ရှင်ကျွန်တော်ဒါဒီကောင်လေးကိုဒါဒါပုံတွေอ่ะပေါ့เนาะဒီပုံတွေอ่ะစာလေးကိုကျွန်တော်ဒီ extra လုပ်ပြီးသွားပြီလုပ်ပြီးသွားရင်ဒီ page อ่ะပေါ့เนาะစာရွက်ပုံစံလေး copy ဆိုတာလေးကိုနှိပ်လိုက်ပါဒါ copy လုပ်ပြီးသွားပြီပေါ့เนาะပြီးရင်ကျွန်တော်တို့ရဲ့ကျွန်တော်တို့သုံးရင်တွေထဲမှာသွားပြီးတော့မှကျွန်တော်တို့ကဒီ notepad ထဲမှာဖြစ်ဖြစ် offline ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်။တော်ပြီလို့မှဒီ page ချပေါ့နော်။ page ချပြီးကိုလိုချင်တယ်လို့အဲဒီ test file ကိုကျွန်တော်တို့ကအသုံးပြုလို့ရပါပြီ။ Okay ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်။